အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့စုမုံကောင်းတောင်းပြလိုက်ပါတယ်။အဲဒီနေ့မနက်မှာတော့ကျွန်တော် Manchester United အသင်းနေ Here we go သွားခဲ့ပြီမြေ ဒါလက်ရှိမှာဒါ Manchester United ရဲ့ကစားသမားအပြောင်းအရွှေ့မှာအထွက်ကိစ္စလေးတွေကျွန်တော်နည်းနည်းလေးဒီတိပြောအောင်ကျွန်တော်အခုနောက်ပိုင်းမှာဒါကျွန်တော်အပြောင်းအရွှေ့ကိုကျွန်တော်အဝေနေရောအထွက်တွေရောကျွန်တော်ဒီတိလေးကျွန်တော်နည်းနည်းလေးပြောသွားခြင်း ਨੇ လက်ရှိမှာဒါကျွန်တော်အထွက်ကိစ္စလေးနည်းနည်းလေးဒီတိလေးပြောသွားခြင်းအဲ့တော့လက်ရှိမှာတိကျတယ်မှာဒါ Manchester United ရဲ့လက်ရှိနီးပြဖြစ်တဲ့ Ruben Amorim အနေနဲ့သူအနေနဲ့ဒါကျွန်တော်တို့လက်ရှိဒါတောင်ပန်ကစားသမားဖြစ်တဲ့ကနာချူကိုအသင်းအသစ်ရှာဖွေဖို့တရားဝင်ပြောထားတယ်ဆိုပြီးတော့သူနေတာ David Austin and the Athletic UK မှာတင်ဆက်လာတယ်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်နေမယ် ဒါတွေမဟုတ်ဘဲနဲ့အခုလက်ရှိမှာဒါ Manchester United အသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ Ruben Amorim ကတော့သူ့အနေနဲ့ Manchester United အသင်းကိုဖြိုချပြီးတော့ပြန်လည်ပြီးတည်ဆောက်ဖို့တော့သူ့မှာတာဝန်ရှိတယ်လို့ယူဆရတယ်မှာပါအဲ့တော့ United အသင်းရဲ့ Lamine Nuyar ဒီမှာအခုလက်ရှိမှာဒါအသင်းကထွက်ရမယ့်ကစားသမားတွေတော်တော်လေးကိုများလာတယ်ဆိုတဲ့ဒါကျွန်တော်တို့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တာတော့အမှန်တရားဖြစ်တယ်အဲ့တော့ဒီနေရာမှာဒါကဘောသူပဲဒါတည်သလောက်ပေါ့နော်ဒါ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ကစားသမားအထွက်ပါပေါ့နော်ကစားသမားအထွက်မှာဒါကျွန်တော်တို့အဲ ကတားချူတယောက်တည်းကိုပဲအတင်းရှာခိုင်းတာမျိုးပဲနဲ့မနီကလုံးဝပွဲထွက်မပါဝင်လာခဲ့တဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ အန်ဒီယေအိုနာနာပေါ့နော်ဒါကျွန်တော်အန်ဒရီအိုနာနာအနေနဲ့ကျွန်တော်လာမယ့်နေရာဒီမှာမန်ချက်စတာယူနိုက်တက်နီးပြဒါကျွန်တော်ရူဘင်အာမိုရင်းကဒါကျွန်တော်အသင်းသစ်ရှာခိုင်းတဲ့ကစားသမားတွေကနောက်တစ်ယောက်ဖြစ်တယ်လို့လည်းကျွန်တော်အနေနဲ့ပုံကူရရာတီးရတယ်မှာပါပါတယ်အဲ့တော့ဘလို့ပဲပြောပြောဒါကျွန်တော်တီးရတော့ပေါ့နော်ကျွန်တော်တော့ကတီးရတော့မန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်လွန်ခဲ့တဲ့လပိုင်းကလေးကအန်ဒရီအိုနာနာကိုဒါ give up လုပ်ထားပြီးပြီးတီးရတယ်ယူနိုက်တက်ဘက်ကဒါအန်ဒရီအိုနာနာကိုတရားဝင် give up လုပ်ထားခဲ့တာမှန်ပေမဲ့ဒါကျွန်တော်တို့ အဓိကဘယ်လိုပဲပြောဆွေးနွေးရမှာတစ်ချက်ကကစားသမားရဲ့လက်ရှိလောက်ခလာစားများမှုရဲ့ကစားသမားကိုဒါ comment club ရှင် sorry လောက်ပဲ comment နေထားမှရှိတယ်အဲ့တော့ onana ကိုလက်ရှိမှာဒါကျွန်တော်အသိတချို့စိတ်ဝင်စားတယ်ဒါပေမဲ့ပြဿနာကလက်ရှိ onana ရဲ့လောက်ခလာစားများမှုရဲ့ onana ရဲ့လက်ရှိအပြောင်းရွှေ့စည်းဖြစ်တိုင်းတဲ့ကြောင့်မှဒါကျွန်တော်ဒါဥရောပအသင်းတွေကခေါ်ယူဖို့နေတယ်အဲ့တော့ ဝန်နာနေနဲ့အခုလက်ရှိမှာသူ့အနေနဲ့သူ့ကိုယ်တိုင်ကနောက်ဆုံးချိန်ထိသူကအသင်းအတွက်ကြိုးစားပြီးခြင်းစိတ်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။သူ့အမိတော်ညာတဲ့လက်ရှိမှာနီးပြဖြစ်တဲ့ရူဘင်အာမိုရင်းကမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါအန်ဒရီယိုအိုနာနာတို့ရဲ့အနာဂတ်ကတော့ပြီးဆုံးသွားခဲ့ပြီလို့လုံးဝတရားရဂိုင်လို့ယူဆခဲ့တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီအပြောင်းရွှေ့ကတော့ဒါကျွန်တော်ဖြစ်လာဘူးတော့တော်တော်လေးကိုတည်ကြာသွားခဲ့ပြီ။အဲ့တော့ကစားသမားတွေကိုလက်ရှိမှာဒါကျွန်တော်တို့ရူဘင်အာမိုရင်းနဲ့ဒါ personally ရကျွန်တော်အမြင်ကပြောမယ်ဆိုဘောနော်ဒါလက်ရှိအော်စင်းရဲ့တင်းရဆိုရင်တော့အသင်းပြောင်းဖို့အတွက်ဒါကျွန်တော်တို့တရားဝင်တာ အသင်းပြောင်းခိုင်းတဲ့ဥစ္စာကိုသူ့အနေနဲ့သူကိုယ်တိုင်တရားဝင်အဲပြောင်းခိုင်းတယ်ဆိုတဲ့သဘောမှရှိအဲ့တော့ကျွန်တော်စိတ်ဝင်စားတဲ့တစ်ချက်ဒီနာမှာဒါကြောင့်အပြောင်းရွှေ့ကိစ္စမျိုးပဲတစ်ချက်တစ်ချက်ရှိတယ်အဲ့ဒါပါလဲဆိုတော့ရူဘီအာမိုရင်းကလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်ရဲ့အပြောင်းရွှေ့အတွက် သူကိုယ်တိုင်ပါဝင်ပတ်သက်권ရှိပြီလားဘာလို့ဆိုရူဘင်အာမိုရင်ကို Manchester United အသင်းခေါ်ယူတဲ့အချိန်မှာတိတလောက်မှတ်တလောက်ကိုပြောပါဆိုရင်တော့ရူဘင်အာမိုရင်က head coach အနေနဲ့ပဲ Manchester United အသင်းနဲ့ခေါ်ယူခဲ့တာဖြစ်တယ်အကြေကစားသမားအပြောင်းအရွှေ့မှာရူဘင်အာမိုရင်ကနောက်ဆုံးအနေနဲ့ပြော권ရတယ်ဆိုတာမှတ်မိမယ်အပြောင်းအရွှေ့အဓိကကတော့ဒါကျွန်တော်တို့ Ineos to Osu ပဲအဓိကလုတ်သွားမယ်လို့ကျွန်တော်သိရတယ်မှာပါဒါပေမဲ့အခုလက်ရှိပုံစံမျိုးရဒါအပြောင်းအရွှေ့ကိုရူဘင်အာမိုရင်ကိုယ်တိုင် run နေပြီလားဆိုတဲ့မေးခွန်းကိုကျွန်တော်တို့မေးရမယ်တဲ့မှာရောက်လာခဲ့ပြီလို့ကျွန်တော်အနေနဲ့မြင်တယ်မြင်လို့ပဲစိုးစိကမှ ဒီအပြောင်းရွှေ့ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်အပြောင်းရွှေ့ရသည်တခုဖြစ်လာ။ဘာလို့ဆိုရင်အာမိုရင်းကွန်ရက်တာသူ့ရဲ့ press conference မှာ Manchester United အသင်းကကဘာပေါ်မှာအကြီးမားဆုံးအကြီးကျယ်ခမ်းနားဆုံး club တွေတဲ့ကတခုဖြစ်ပြီးတော့တခုခုကိုလှုပ်ရဲရင်လှုပ်ရဲရမယ်အသင်းတင်ဖြစ်ရမယ်ဆိုပြီးသူကတော့ပြောလာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကတော့အများကြီးအများကြီးရှင်းသွားပြီ United အသင်းနဲ့လာမယ့်တွေ့ရသည်မှာအသင်းကထွက်မယ်ကစားသမားတွေတော်တော်လေးကိုများလာခဲ့မယ်။အဲ့တော့ Andrea Onana ကို Manchester United ကတရားဝင်အယောင်စီးရင်တင်လိုက်ပြီလို့ဆိုလို့ရမယ်နေသားတခုရောက်လာခဲ့ပြီ။ Alahandro Garnacho နဲ့အဲ့တော့ဒီနေ့မှာ Manchester စီစဉ်နေတဲ့တင်နဲ့တည်ကြတယ်မဲ့လာမယ့်နေရာဒီမှာအပြောင်းရွှေ့တဲ့ budget ကတန်းတရာအောက်မှာပဲရှိတယ်။ဒါတော့မှပူပူလောလောမှာဒါ Manchester United ဒီနှစ်ရဲ့ဒါတို့ဒီနေ့ရမနေ့အစောပိုင်းမှာနေပဲ Matthew Corner ကိုတရားဝင်ခေါ်ယူပြီးကြောင်းကိုဒါကျွန်တော်တို့သူတို့နေတာ Fabio Romano ရဲ့ Here we go တော့ခဲ့တယ်အဲ့တော့ပြောချင်တာလက်ရှိမှာ United အသင်းရဲ့ budget ထဲကမှာဒါတေချာတစ်ခုက၃ပုံ၃ပုံလောက်က Matthew Corner ရဲ့အပြောင်းရွှေ့နေပြုတ်သွားပြီလို့ပြောလို့ရတယ် တို့ပေမဲ့တော့ညာလက်ဒီအပြောင်းရွှေ့မှာတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းမယ်နောက်ထပ်အပြောင်းရွှေ့တစ်ခုအနေနဲ့ပြောပါဆိုရင်တော့ Manchester United အသင်းအနေနဲ့ဒီကစားသမားတွေကိုပယ်စည်းတင်ပါလေကောလာဟာလာဒီယာအန်ဒရီယိုအိုနာနာကို Manchester United အသင်းကတော့ပေါင်တန်း30ယူရို35တန်းနဲ့36တန်းပတ်ချလဲဝိညာဉ်ကြားရပဲဆိုရင်တော့ဒီကစားသမားကိုရောင်းချသွားဖို့တော့ United အသင်းကပြင်ဆင်လာခဲ့တယ်အခုလက်ရှိမှာလာမယ့်နေရာဒီမှာ Saudi Club တွေဖြစ်တဲ့ဒါကျတော့ Al Hilal နဲ့ Al Ahly တို့အသင်းအနေနဲ့ဒါ ပုံနာနာကိုလာမဲ့လူရဒီမှာခေါ်ယူဖို့တော်တော်လေးကိုစိတ်ဝင်စားတဲ့အသင်းအသင်းအသင်းတဲ့နဲ့အသင်းနှစ်နဲ့အသင်းနှစ်တဲ့ပေါ့နော်အသင်းနှစ်တဲ့နဲ့ရှိနေတယ်မန်ချက်စတာယူနိုက်တက်အသင်းခေါ်တဲ့ဈေးကိုသူတို့ကများတယ်ဆိုပေမဲ့အန်ဒရီယိုအိုနာနာရဲ့လုခလာစာကိုတော့သူတို့အနေနဲ့အပြည့်အဝပြီးနိုင်တယ်အဲ့တော့ပြောချင်တာကယူနိုက်တက်အသင်းကိုဒါကျွန်တော်အန်ဒရီယိုအိုနာနာခေါ်ဖို့အတွက်တရားဝင်ကြိုးစားဖို့အတွက်လှုပ်သွားမှလို့ကျွန်တော်အနေနဲ့သိရတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာအန်ဒရီယိုအိုနာနာကိုမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘယ်ဈေးပဲဖြစ်ဖြစ်ဒါသူတို့အနေနဲ့အသင်းကထွက်ဖို့အတွက်ခေါ်နဲ့ခေါ်ထုတ်မဲ့အကွက်တွေကိုသူတို့လှုပ်သွားဖို့အတွက်မြင်တယ်ယူနိုက်တက်အသင်းနဲ့ခုလက်ရှိလာမဲ့လူရဒီမှာဒါကျွန်တော်တို့ 呃。Uh နံပါတ်1ဂူသမနေရာအတွက်ကိုနံပါတ်2ဂူသမနေရာအတွက်ကိုခေါ်သွားဖို့တွေ့ဆင်လာခဲ့တယ်။တော်ဟီတန်နေနဲ့မန်ချက်စတာယူနိုက်တက်တမစာချုပ်တက်တရတနှစ်တူးမယ်ဆိုမဲ့ယူနိုက်တက်တင်းရတာကျွန်တော်ဂူသမခေါ်ယူမှုစီစဉ်ကိုတော့တော်မီတန်ရဲ့စာချုပ်ကဘလူးမှဒါကျွန်တော်ပြောင်းလဲပြစ်သွားမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သိရတယ်ဒီမှာပါတယ်။အဲ့တော့မြည်သွမယ်စူစီကမှုမန်ချက်စတာယူနိုက်တက်အသင်းအတွက်ကဒီပြောင်းရွှေ့ကတော်တော်လေးကိုအလုတ်ဖြစ်လာမယ်အပြောင်းရွှေ့တစ်ခုများလာလို့ကျွန်တော်တို့အနေနဲ့ပုံကူရေးရမြင်မိတဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်ယူနိုက်တက်အသင်းနဲ့ဒါကျွန်တော်အဝင်ကြီးပဲမဟုတ်ဘဲနဲ့ ထွက်တီမှာလည်းတော်တော်လေးကိုလှလှပပလုပ်မဲ့ဥစ္စာလေးရှိတယ်။ခုနကပြောတဲ့အန်ဒရီယိုအူနာနိုင်အပြောင်းရွှေ့က United သစ်နေနဲ့ပေါင်တန်း30လောက်သာပြန်ရှာနိုင်မယ်ဆိုရင်တော့တော်တော်လေးကိုမိုက်မဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာနိုင်မယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးရမှာကျွန်တော်ကတော့မြင်မိတယ်။တို့ပေမဲ့တော့ညာလေဒီအပြောင်းရွှေ့မှာနည်းနည်းလေးဆွေးနွေးဖို့လိုတာအလာဟန်ဒရိုဂါနာချိုရဲ့အပြောင်းရွှေ့ပဲ အလာဟန်ဒိုကနာချိုကိုမန်ချက်စတာယူနိုက်တက်တင်ကပေါင်တန်း90နဲ့တောင်တန်း60ကျားဈေးသတ်မှတ်ထားတယ်။အလာဟန်ဒိုကနာချိုကိုပရီးမီယာလိဂ်ကလပ်တွေထဲမှာနေတာတော်တန်ဟော့စပရက်တင်ချယ်ဆီအသစ်အာစနယ်တို့ကပါစိတ်ဝင်စားနေတဲ့ဆွေသတင်းတွေထွက်လာခဲ့တယ်။တော်ဝန်နိုင်မီဂဲအာတီဒါရိုက်တာတော်ဝန်သူ့ရဲ့ natural constant instinct ရတာသူများအသစ်မှာလုံးမဖြစ်တဲ့ကစားသမားရဲ့သူ့အသစ်မှာလုံးဖြစ်တယ်ဆိုတဲ့အယူအယဒါအာတီဒါကအလာဟန်ဒိုကနာချိုကိုစိတ်ဝင်စားနေဆိုတော့ကောလာဟာလာနော်ဒါကောလာဟာလာသတင်းတိကျမှုဆိုကောလာဟာလာဆက်ဆက်သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တယ်။လက်ရှိမှာတော့အာစနယ်အသင်းကလည်း left wing ကစားသမားကောင်းကောင်းလူ ူနေတဲ့အတွက်ကြောင့်မို့အလာဟန်ဒူကနာချိုကရွေးချယ်စရာတခုတည်းကဖြစ်လာနိုင်တယ်။ဒါပေမဲ့လက်ရှိမှာတကယ်ကိုရှယ်စိတ်ဝင်စားနေတဲ့ကလပ်နှစ်ခုကတော့ဒါကျွန်တော်တို့ချက်စီတင်နဲ့နပူလီတင်ဖြစ်တယ်။ချက်စီတင်ကလက်ရှိမှာအလာဟန်ဒူကနာချိုကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်။ဒါဂျေရင်ဆန်ချိုကိုမန်ချက်စတာယူနိုက်တက်အသင်းစီကို၅သန်းနဲ့ပြန်ပို့ပြီးတော့အလာဟန်ဒူကနာချိုကိုပေါင်တန်း40နဲ့45သန်းပတ်ချလဲဝင်ကျင်ကြနဲ့ဝယ်ယူဖို့လောက်တို့တို့နိုင်တဲ့စဉ်းစားနေတာကိုတွေ့ရမယ်တဲ့မှာပါ။အဲ့တော့ဒီအပြောင်းအရွှေ့မှာမန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ဒါကျွန်တော်တို့အလာဟန်ဒူကနာချိုကို တည်တည်ကြတည်ကြတော့အသင်းကနေလက်လွတ်သွားဖို့ရှိတယ်။ဘယ်ဈေးနဲ့ဘလို့လက်လွတ်သွားမယ်ဆိုတာခုနပြောကြည့်လို့ပေါင်တန်း90ပတ်ချလဲဝိညာဉ်နဲ့လက်လွတ်သွားမယ်။အဲ့တော့ တပတ်ကချယ်ဆီကတော့ကျွန်တော်မနစ်ကတော့ကျွန်တော်ဆောင်းရသည်မှာတော့အလာဟန်ဒိုဂါနာချိုပေါင်ပန်း60ပတ်ချလဲဝင်းကျင်ရအောင်မခေါ်ဖို့အတွက်ကြိုးစားနေတဲ့ကြောင့်မို့လားပေါင်တန်60ပတ်ချလဲဝင်းကျင်ရချယ်ဆီတင်ခေါ်ဖို့အတွက်ပြင်ဆင်လာမယ်ဒါပေမဲ့လက်ရှိမှာမန်ချက်စတာယူနိုက်တက်တင်တဲ့အလာဟန်ဒိုဂါနာချိုကိုရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ဒါပြည်တွင်းကကလပ်ကိုရောင်းတာဆိုတော့ပြည်ပကကလပ်ကိုရောင်းမှုအတွက်ပို့ပြီးတော့စိတ်အားထက်တန်နေတယ်အခုလက်ရှိလာမယ့်နူယာဒီမှာနပိုလီအနေနဲ့ကေဗင်ဒဘရိုင်းနာကိုလည်းခေါ်ယူနေခွခွေပြီးပို့အကြီးကျယ်ကြိုးစားရင်သိရလိမ့်မှာပါတယ်ကေဗင်ဒဘရိုင်းနာကိုလည်းတရားဝင်၃နှစ်စာချုပ်နဲ့ကမ်းလှမ်းထားပြီးဖြစ်တဲ့ကြောင့်ကေဗင်ဒဘရိုင်းနာ ဒါအလာဟန်ဒူဂါနာချူကအန်တိုနီယိုကွန်တေကိုအသင်းမှာဆက်နေဖို့အတွက်ကြိုးစားသွားနိုင်မယ်လို့သိရတယ်မှာပါအဲ့တော့အခုလက်ရှိမှာဒါကျွန်တော်တို့ထုံးရတဲ့နပိုလီကွန်တေကသူ့အနေနဲ့ဒုတိယရာသီမှာသူ့ကြိုက်တဲ့ဥစ္စာဘဝယ်ပေးဆိုသူကအသင်းကထွက်တဲ့ဒီပြိုင်တွေမှာပါတယ်ဒါကြောင့်မို့အန်တိုနီယိုကွန်တေစိတ်ကြဲကစားသမားတွေကိုဝယ်ပေးဖို့အတွက် ဒါကျွန်တော်တို့နပိုလီသင်းနေနဲ့အလာဟန်ဒိုဂါနာချိုလိုကေဗင်ဒဘရိုင်းနာတို့ကိုလာမင်းလူရည်ဒီမှာဝယ်ယူပေးဖို့အတွက်ကြိုးစားသွားဖို့ရှိတယ်။မန်ချက်စတာယူနိုက်တက်နဲ့နပိုလီနဲ့ကငိုတဲ့ကကောင်းမွန်တဲ့ဆက်ဆံရေးရှိရတဲ့ကြောင့်မို့ဒီအပြောင်းရွှေ့ကသိပ်ပြီးတော့ခက်ခဲသွားမှာမဟုတ်ဘူးလို့သိရတယ်မှာပါ။အဲ့တော့လက်ရှိမှာလာမင်းလူရည်ဒီမှာမန်ချက်စတာယူနိုက်တက်ကဂူသမဖြစ်တဲ့အန်ဒရီယိုအိုနာနာရဲ့တောင်ပိုင်းကစားသမားဖြစ်တဲ့အလာဟန်ဒိုဂါနာချိုကိုတော့မန်ချက်စတာယူနိုက်တက်အသင်းကအယောင်စီးရင်တင်လိုက်ပြီဆိုတဲ့သတင်းကသတင်းမှန်တစ်ခုလို့ပြောလို့ရတယ်မှာပါပါတယ်။အန်ဒရီယိုအိုနာနာကတော့မန်ချက်စတာယူနိုက်တက်အသင်းကတော့ပေါင်သန်း30နဲ့35သန်းပတ်ချာလဲဝင်ကြလို့ရှိ နေတယ်။အလာဟန်ဒူကနာချူကိုတော့ပေါင်သန်း90ပတ်ချာလဲဝင်ကျင်ကြအလိုရှိနေတယ်မှာပါပါတယ်။အဲ့တော့ညီကိုတွေကဒီအပြောင်းရွှေ့အထွက်မှာဘလို့မြင်လဲအဲ့တော့ဒီညမှာလည်းလေးအဲ့တော့လို့ချင်တာဘရူနိုဖာနန်ဒက်စ်ရဲ့အပြောင်းရွှေ့ဘရူနိုဖာနန်ဒက်စ်ရဲ့အပြောင်းရွှေ့ကလက်ရှိမှာအေးသွားပြီလို့ပြောလို့ရတယ်။ကစားသမားကိုတိုင်ကလည်းမလေးရှားပါဝင်သွားတဲ့ကြောင့်မို့ဒါဒီညမှာသူ့ရဲ့အပြုမှုပေါ်မူတည်ပြီးပြောရမယ်ဆိုရင်တော့ဘရူနိုဖာနန်ဒက်စ်မန်ချက်စတာယူနိုက်တက်အသင်းမှာဆက်ရှိဖို့အတွက်ရာဂိုင်နူးများရလို့ပဲကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4E တို့မှာကျင်းလို့ဆိုတော့ပေါင်းကူကြည့်လို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြ ြပါနေဗျအောက်က comment တွေမှာလည်း youth sport media 3.0နဲ့ tv4u အတွက်လေးလေးတွေကိုထည့်ပေးထားကြပါကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ဗျမျက်မျက်လေးလည်း clip ဖို့မမိကြပါနဲ့ဦးမျက်မျက် clip မှာမင်းမင်းနိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတမရဲကောင်းမွန်သောဒီလေးဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးစစ်စစ်တူကြတာပေါ့အားလုံးမကြိုးတမရဲမျက်မျက် clip ပြီးကြအောင်ဗျမျက်မျက် clip မှာမင်းမင်းနိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတမရဲကျွန်တော်တော့ကြံပြီးပေါင်းတေးပါပါဗျ